ားလုံးပဲမင်္ဂလာပါဗျာကိုစောရေးစပေါ့ချန်နယ်အားလုံးနဲ့ထူတာကြိုတူပါဗျာကျွန်တော်တင်ရင်ကျွန်တော်တို့အားလုံးမင်္ဂလာပါဗျာဒီဖိုင်ကတော့ကျွန်တော်အင်္ဂလန်ပရီးမီးယားလီဂ်နှစ်ပွဲအီတလီကနှစ်ပွဲရွေးချယ်တာပါတယ်ကျွန်တော်တင်ရင်ကျွန်တော်တို့ရဲ့အချိန်မလို့ရှင်ဘက်ကံမှုလည်းကျွန်တော်ပြောပြပါစီဗျာ တော်အင်္ဂလန်ပွဲစဉ်တွေကဆိုတော့ Man City နဲ့ Brighton ကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဒီပွဲစဉ်မှာဆိုတော့ Man City ကကျွန်တော်1-0အနေနဲ့ကျွန်တော်1-5မှုနိုင်ပေးထားတာတွေ့ရပါတယ်။ Strategy ကတော့1-0ပေါ့ဗျာ။အခုချိန်မှာတော့1-5မှုနိုင်ဖြစ်နေတာတွေ့ရတယ်။ကိုပေါင်းစည်းလည်းဒီလိုပါပဲ။ကျွန်တော်3လုံး30ရှုံး40ရှုံးလောက်အနေနဲ့အခုချိန်မှာဆိုတော့3လုံးတည်ရည်ထိကျလာတာတွေ့ရပါတယ်။ဇုံကျလာတဲ့အနေထားပါ။ Man City နဲ့ကျွန်တော်တို့ Brighton ကြည့်မယ်ဆိုရင်ကျွန်တော် Man City ကအဆင့်5မှာရပ်တည်နေတယ်။58မှတ်ရရှိထားရတယ်။ Brighton ဘက်ကပြောမယ်ဆိုတော့အဆင့်9 တော့46မှတ်ပေါ့ရမှတ် တမှတ်ပဲကွာခြားနေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ဒီနေ့ပွဲဟာတော်လေးအကျိတ်နဲ့ဖြစ်လာမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဟတ်ဒီဟတ်ဒီရတော့တော်မန်စီးတီးရတော့အသာရနေတာမှတ်ပါတယ်အိမ်ဝင်း form အိမ်ဝင်းမှာပေါ့နော်အိမ်ဝင်းမှာတွစ်ဆော်နေတွစ်ဆော်တိုင်းမန်စီးတီး ကကြီးပဲနိုင်တဲ့ပွဲစဉ်တွေတော်တော်လေးများတာကျွန်တော်တို့တွေ့ရပါတယ်။ Brighton တွေနဲ့ Man City အိမ်ခွင့်မှာဘလုံးဝမရှင်နိုင်ဘူးပေါ့နော်။အဲ့ဒီချက်တော့ကျွန်တော်တို့တွေ့ထားရတဲ့အချက်တော့ရှိသေးတယ်။ပေးသွားတဲ့ကျွန်တော်ဂျီတွေအရပြောမယ်ဆိုရင်တော့ဒီနေ့ဘွဲကကျွန်တော်တို့ပေးထားတဲ့ဂျီပေါ့နော်။အနည်းဆုံးလည်းဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်။ဒါကလည်းကျွန်တော် Brighton ပေါ့တစ်ဖက် Brighton ကကျွန်တော်တကယ်မှ on fire နီးလောက်တက်နေတဲ့အနေထားတွေကြောင့်လည်းပါတာတွေ့ရပါတယ်ဗျာ။ Brighton အနောက်ဆုံးပြိုင်ပွဲဆုံး6ပွဲ ဆက်ပေါ့เนาะကျွန်တော်တို့ကြီးအောင်ထားတဲ့အနေအထားတွေရအောင် တော်တော်လေးများနေပါပြီ။ဒါကြောင့်ဒီနေ့ပွဲကတော့ကျွန်တော်တို့ Brighton အနေနဲ့ကြီးချသင့်ပြီလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်။ Man City အနေနဲ့လည်းကျွန်တော်တို့ကြီးကြတာနှစ်ပွဲဆက်ရှိသွားတဲ့အနေအထားတွေရဒီနေ့ပွဲကကျွန်တော်တို့ကြီးအောင်မှုရာခိုင်နှုန်းတော်တော်လေးများပါတယ်။နောက်တစ်ချက်ပဲကျွန်တော်တို့ဒီနေ့ပွဲကကျွန်တော်တို့1-9မှုနိုင်ပေးထားတယ်ပေါ့။အဲ့ဒီချက်လေးအနည်းငယ်ပဲရှိပါတယ်။ကြီးလေးနည်းနည်းလေးပြော့နေတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရသည်။ဒါကလည်းကျွန်တော်တို့တစ်ပတ် Brighton ်ကိုနေစီခြင်းအောင်များကြီးချထားသလားပေါ့နော်အဲ့ချက်တော့ကျွန်တော်တို့ကြည့်ရမယ့်နေထားမှရှိတယ်ကြီးချထားလားဆိုတော့ကျွန်တော်တို့ brighton လောက်ကောင်းနေတဲ့နေသားပါတရေရောက်ခံခံနိုင်တယ်လို့အလိုလိုတွေးဆမဲ့နေသားတွေမှာရှိပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာတော့ Man City ဘော်ဒီပဲကျွန်တော်ရွေးချယ်ပြီးလဲပါတယ်။ဂိုးပေါင်းစည်းအရာတော့ပြောမှဆိုတော့2ကြီး2သင်းဟာကျွန်တော်ထိတ်တဲ့တွေးဆမှု Hard to Hard အရာတော့ကြည့်မယ်ဆိုရင်ဂိုးမျိုးဂိုးမြိုင်ကန်တဲ့ပွဲစဉ်ဆိုတာ တော်တော်လေးနေတာကျွန်တော်တွေ့ရပါတယ်မန်စီသတင်းတွေကပဲသွင်းရလဲသွင်းသွားတာပေါ့နော်3 3 1နဲ့ကျွန်တော်နိုင်တဲ့ဘွဲစဉ်တပွဲပဲရှိတာကျွန်တော်တွေ့ရပါတယ်ဒါဆိုကျွန်တော်အိမ်ကွင်းမှာကျွန်တော်မန်စီတီအနေနဲ့နိုင်ပွဲပြန်ရအောင်ပေါ့ဆွဲဆောင်လာမဲ့ဘွဲစဉ်တပွဲလို့ပဲကျွန်တော်ပြောပြောပြရစီနောက်တစ်ချက်နေနဲ့ကျွန်တော်အပေါ်ကချက်စီကကျွန်တော်ဒီနေ့မှာဒီတစ်ပတ်ပေါ့နော်ပွဲစဉ်29မှာဘရန်ဖန်ဆိုရင်ကျွန်တော်အာဆင်နယ်နဲ့တွေ့ဆုံနေတဲ့အခိုက်အတန့်ပါပေါ့နော်ဒီနေ့ဘွဲကကျွန်တော်မန်စီးတီးအနေနဲ့နိုင်အောင် ကန်ထားမှရမယ်အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောရသည်။ဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်မန်စီးတီးနိုင်တင်လာတဲ့တကြောင်ကျွန်တော် bright dance လဲကျွန်တော်ကြေးကြသိမ့်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဘွဲကကျွန်တော်တို့မန်စီး body မှမန်စီးတီး body ပဲရရမယ်အနေထားမှာရှိပါတယ်။ကျွန်တော်အရှိတ်ပြောသလိုကြေးလေးအနည်းငယ်လေးပြော့နေတဲ့အနေထားလေးမှာပဲရှိပါတယ်ဗျာ။ဒီထက်ကျွန်တော်တို့တက်လာမယ်ဆိုရင်ပူပြီးတော့အောင်ကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရသည်။ကြေးလေးတော့တစ်ချက်စောင့်ကြည့်ပါဗျာ။ကိုးပေါင်းစင်းရဘူးနာလို့ကျွန်တော်ပြောသွားသလိုပဲ။ ဘရိုက်တန်ဒီနေ့ဘွဲ့မှာအမြင်နဲ့ပေါ့နော်အမြင်နဲ့လို့လို့ကျွန်တော်တို့ကိုးသွင်းနိုင်တယ်လို့ပေးကိုတွေလည်းခွင့်ပြုနေရတဲ့အနေထားတွေရဒီဘွဲ့ကျွန်တော်ကိုးပေါင်းအပေါ်လည်းကောင်းတဲ့အနေထားမှာရှိပါတယ်ဒါမှကြီးလေးတော့ကြာလာတယ်ပေါ့ဒီတစ်ချက်လေးတော့ကျွန်တော်တို့စောင့်ကြည့်စည်းချင်ပါတယ်ဗျာမန်စီတီဘော်ဒီတကြောင်းတယ်ပါဗျာနောက်တစ်ခွဲကျွန်တော်ဘုံမောင်းနဲ့ကျွန်တော်ညာ၁၂နိုင်မှာကံမဲ့ဘုံမောင်းနဲ့ဘရန်ဖို့ဘွဲ့စဉ်ကိုကျွန်တော်တုံ့သက်ပေးသွားမှာဖြစ်ပါတယ်ဒီဘွဲ့စဉ်မှာဆိုတော့ ဘုံမောင်းရတယ်ကျွန်တော်ဝမ်းကားမှုနိုင်ပေးထားတယ်ကိုပေါင်းဈေးအရာ3လုံး30ရှုံပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ကိုပေါင်းဈေးပေါ့နော်တော်3လုံး5မှုရှုံထိတက်လာတာတွေ့ရပါတယ်အဲ့ဒီချက်လေးတော့ကျွန်တော်သတိထားစီခြင်းပါတယ် body ကြီးကတော့ဒီတိုင်းပါပဲဝမ်းကားမှုနိုင်နေပဲကျွန်တော်ညီသက်ရတဲ့ထားပါရှိတယ်ဟာတူရတဲ့ရတော့ကျွန်တော် brand 4ကတော့တာနေတယ်ပေါ့နော်ကျွန်တော် brand 4ကတော့6ချိန်လောက်နိုင်တာပဲနှစ်ချိန်သေးကြတယ်နှစ်ချိန်ကတော့ဘုံမောက်ကနိုင်ထားတာတွေ့ရပါတယ်သူနိုင်ခဲ့တဲ့နေထားတွေကကြီးမယ်ဆိုလည်းဒီ championship ပုံစံမျိုးသွားကြရတယ်ပေါ့နော်ဒီဘက်ကျွန်တော်ပရီးမီးယားလိကိုအနေထားမှာဆိုရင်တော့ဟတ်တူဟတ်ဒီအနေထားရဘရန်ဖို့အာယူပဲတာနေတဲ့အနေထားမှာရှိတယ်ဘိုးမောကျွန်တော်တို့အိမ်ခွင်းမှာတစ်ချိန်လောက်ပဲတည်ကြထားတာတွေ့ရတယ်ကျန်တဲ့ဘက်ရှင်ရှုံးအောင်ရှုံးထားတဲ့အနေထားမှာရှိပါတယ်ဗျာဒီချက်လေးတော့သတိထားသိချင်ပါတယ်ဒီပွဲစဉ်ကလည်းဂိုးပေါင်းအပေါ်ပေါ့နော်တော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဒီနေ့ပွဲစဉ်ကကျွန်တော်တို့ဘရန်ဖို့ကလည်းကျွန်တော်တို့အရှိမအရှိရပွဲစဉ်မှာကျွန်တော်ပြောသွားသလိုပဲဘရန်ဖို့က အိမ်ခွေးမှာအနည်းငယ်အရင်တော့ကောင်းလာပြီးတော့မှအိမ်ခွေးအိမ်ခွေးသတိမထားတော့ဘဲနဲ့အဝေးဝင်းမှာတော်လေးသတိထားတာအဝေးဝင်းနေတောက်လျှောက်ကောင်းလာပြီးပြီးခဲ့တဲ့ဘွဲကျွန်တော်အိမ်ခွေးနှစ်ဘွဲဇက်ပေါ့နော်တော်တပွဲသေးကြတယ်တပွဲရှုံးနေထားတဲ့အနေထားမှာတော့ဖြစ်သွားတဲ့အနေထားမှာရှိတယ်။ဒါကြောင့်ကျွန်တော် Bravo အနေနဲ့ပေါ့နော်ပြောင်းပြန်လက္ခဏာကျွန်တော်ပြန်ဆောင်နေတဲ့အနေထားမှာရှိတယ်။ Injury ဘိုင်းအနေထားရပြောမယ်ဆိုတော့ Injury ဘိုင်းကတော့ Bravo ဘက်ကတော့တော်လေးပေါ့နော် နာနေတဲ့အနေထားမှာတော့ရှိတယ်။ဒါကလည်းအနေငယ်ပေါ့နော် နှစ်ဘွယ်ကြာနေတဲ့အနေအထားမှာရှိပါတယ်ဘုံမဘက်ကတော့ပြန်ပြီးတော့လူဆုံလာတဲ့အနေအထားတွေရ ောက်ချက်တို့ဘုံမောကပြီးခဲ့တဲ့ပွဲစပါးနဲ့ပွဲမှာဆိုလဲတော်တော်လေးကောင်းတာတွေ့ရပါတယ်။ဒါကြောင့်တော့အိမ်ခွဲမှာပေါ့နိုင်ခွဲပြန်ရှာတင့်ပြီလို့ပဲကျွန်တော်ပြောပြရစီအိမ်ခွဲကျွန်တော် Northern Forest ကို5-0နဲ့နိုင်ပြီးတဲ့နောက်ပိုင်းအိမ်ခွဲ၃ပွဲဆက်ရှိပါပြီ။နိုင်ခွဲမရရှိတာ။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ဘုံမောအနေနဲ့အနိုင်ရသင့်ပြီလို့ပဲကျွန်တော်ပြောပြရစီ။ဒါကြောင့်ကျွန်တော် Brentford ဘက်ကလည်းကျွန်တော် Owen Form ရကောင်းတဲ့အနေထားတွေကြောင့်ကျွန်တော်တကူးရနိုင်မဲ့အနေထားမှာရှိသလိုဘုံမောဘက်ကလည်း ျွန်တော်အနံ့ရအောင်ကန်သွန်လာမဲ့နေထားနေကြောင်းဒီနေ့ဘွဲကကျွန်တော်ဘုံမောက် body နဲ့ဘုံမောက်ကိုးပေါ်ပါဗျာဆုံးပေါ်ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ် AGD တွေကဆိုတော့ကျွန်တော်နှစ်ဘွဲရွေးချယ်ထားပါတယ်ဗျာ AGD တွေမှာဆိုရင်တော့တော့အစောဘွဲတွေပေါ့နော်နှစ်ဘွဲလုံးကျွန်တော်ရွေးချယ်ထားပါတယ်အစောဘွဲကျွန်တော်၈နိုင်ခွဲမှာကန်မဲ့မွန်စာနဲ့ပါမနေကျွန်တော်စတင်ပြီးတော့တုံးသက်ပြီးတော့ဖြစ်ပါတယ်ဒီဘွဲကျမှာဆိုတော့ပါမတွေတော့ level 20ရှုံးပေးထားပါတယ်အခုချိန်မှာဆိုလဲဒီ20 level level 20ရှုံးခွဲပေါ့နော်ငြိမ်သက်နေတဲ့နေရာမှာရှိတယ်ကိုပေါင်းစင်းရလည်းဒီလိုပါပဲနှလုံး80ရှုံးပါပဲငြိမ်သက်နေတဲ့နေရာမှာရှိပါတယ်ဒီနေ့တင်းကျွန်တော်ထည့်တဲ့တွေ့ဆုံမှု hardware တွေကတော့ပထမကြော့လောက်ပဲကျွန်တော်ပြောပြပေးသွားမယ်နေရာမှာရှိပါတယ်ပထမကြော့မှာဆိုတော့ဘာမှကျွန်တော်အိမ်ဝင်းမှာ21နဲ့နိုင်ထားတာတွေ့ရပါတယ်တေရှုံးပြီးသွားပြီးတော့21နဲ့နိုင်ထားတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဘွဲမှာကျွန်တော်ဘာမှအနေနဲ့ဝေခွင်းရနေဝေခွင်းရနေပေါ့နော် level ကျွန်တော်ငါးမူ level ပြား30အဲ့လောက်တော့ပေးတင်နေတယ်ကြီးရတော့ မျှတတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီမွန်စားကလည်းကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာရှုံးတော့ရှုံးနေတယ်ပေါ့ဒါပေမဲ့တော်တော်လေးခက်ကောင်းကောင်းကိုကျွန်တော်ကစားနေတဲ့အနေအထားမှာတွေ့ရတယ်မွန်စားကျွန်တော်ပြီးခဲ့တဲ့ပွဲအင်တာနက်ပွဲမှာဆိုလဲ3 2နဲ့ကျွန်တော်ကြီးအောင်ထားတယ်ပေါ့နော်ရှုံးတော့ရှုံးထားတယ်ကြီးအောင်ထားတဲ့အနေအထားမှာရှိတယ်နောက်ပိုင်းပွဲစဉ်တွေမှာမွန်စားအနေနဲ့ရရတယ်လို့ပေါ့ရုံးနေတဲ့အနေအထားမှာရှိတယ်ဒါမှကျွန်တော်တို့ရမတ်က14မှတ်ဆိုတော့တော်တော်လေးတော့မလွယ်တဲ့အနေအထားမှာရှိတယ်ပါမကကျွန်တော်ဒီပွဲစဉ်ကကျွန်တော်တို့ 24မှတ်ရရှိတာတဲ့အဆင့်ကလည်းစက်ခွန်အဲ့ကလည်းစက်ခွန်ဆိုတော့ဒီနေ့ပွဲကကျွန်တော်24မှတ်သူ့အောက်ကကျွန်တော်အမ်ပိုလီဗီနီဇီးယားကျွန်တော်19မှတ်22မှတ်ဆိုတော့အောက်ကနေလိုက်ကတ်နေတဲ့နေထားမှာရှိတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကလည်းမွန်ပါမအနေနဲ့ပေါ့နော်မရှုံးတော့တော်တော်ကစားရမယ့်နေထားမှာရှိတယ်။နောက်ချက်ကျွန်တော်ပါမပါမဘက်ကပေါ့ဒီနေ့ပွဲကကျွန်တော်ညီပိုင်းပေါ့နော်တော်တော်လေးများနေတဲ့နေထားမှာရှိတာကျွန်တော်တွေ့ရပါတယ်။ တစ်ချက်ကျွန်တော်9ဝါနဲ့ပေါ့နော်မပါဝင်နေတဲ့မပါဝင်နိုင်တဲ့2ယောက်ကလည်းအပေါင်းပေါ့ထပ်ပြထားတဲ့အနေအထားတွေကြောင့်ဒီနေ့ဘွဲကကျွန်တော် injury ဘိုင်းပေါ့နော်တော်တော်လေးများနေပဲအနေအထားမှာရှိပါတယ်ကျွန်တော်တိုက်ဆက်ဘိုင်းကတော့တော်တော်လေးကွာတဲ့အနေအထားမှာရှိတယ်ပါမတိုက်ဆက်ဘိုင်းတော်တော်လေးတာတဲ့အနေအထားမှာရှိပါတယ်ဗျာဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်မွန်စာအနေနဲ့အိမ်ခွင်းပါပေါ့နော်အိမ်ဝင်ဖောင်ရတော့ကျွန်တော်မကောင်းတော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အိမ်ဝင်မှာကိုကျွန်တော်ပေးကူနေတဲ့အထဲမှာလည်းပါပါတယ်။ဥစားအနေနဲ့48ကူပေးထားတဲ့အထဲမှာကျွန်တော်ပေးကူနေတဲ့ စကူကူပဲပေးထားရတယ်ပေါ့အင်းနေနေပွဲဟာမမအနေနဲ့နိုင်ရင်တော့မှကတ်နိုင်သွားမယ်ပွဲစဉ်တစ်ပွဲလို့ပဲပြောပြရစီတည်ရည်လဲကြောက်ကောင်းကြသွားနိုင်ပါတယ်ဝမ်ဝမ်အဲ့လောက်ပဲဖြစ်သွားမယ်နေထားမှာရှိပါတယ်မစီဝမ်ဝမ်ပေါ့နော်အဲ့လိုမျိုးဖြစ်မယ်နေထားမှာရှိတယ်ဒါကြောင့်တော့ပါမဘော်ဒီလေးတော့ခပ်ပါပါတော့ကြိုက်တယ်ဂိုးပေါင်းဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအောက်ပဲကျွန်တော်ထပ်ပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်ဦးဒီနီစ်နဲ့ဗီရိုနာတို့ပွဲစဉ်ကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဦးဒီနီစ်က ဝန်ကားမှုနိုင်ပေးထားတဲ့ကိုပေါင်းစေးရကျွန်တော်နှလုံး60ရှုံပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ကိုပေါင်းစေးပေါ့နော်ကိုပေါင်းစေးရကျွန်တော်ဝန်ကားမှုနှလုံးငါမှုရှုံထီတော့ကြာလာတဲ့အနေထားမှာရှိတယ်ဆယ်ပြားလောက်ကြာလာတဲ့အနေထားပါဒီနေ့အသင်းကျွန်တော်ထိတဲ့တွေ့ဆုံမှုဟာတွေ့ရတဲ့အကြည့်မဲ့ဆိုရင်ကျွန်တော်တည်ရီပွဲတွေပေါ့များတာအနေထားတွေ့ရတယ်ဗီရိုနာကတော့ကျွန်တော်၃ချိန်နေထားပြီးတော့ဥဒိနီကကျွန်တော်၂ချိန်ပဲနိုင်ထားတာတွေ့ရပါတယ်အခုလက်ရှိ current form အနေထားတွေကတော့ဥဒိနီက၆ပွဲဆက်ရှိသွားပါပြီတော်လေးခြေသွမ်းပိုင်းပေါ့နော်တပ်ပိုင်းကိုရောက်နေတဲ့ အနေထားမှာရှိပါတယ်ဗျာ။ဒါကြောင့်လည်းထင်ပါတယ်ကျွန်တော်ဒီနေ့ဘွဲကကျွန်တော်ဝမ်းငါးမှုနိုင်အထိပြင်းပြင်းထန်ထန်ပေးလာတယ်လို့ပဲကျွန်တော်ပြောပြရစီ။တော်တော်လေးပြောမယ်ဆိုတော့ဒီနှစ်သိန်းထဲထဲတွဲဆုံမှုဟာတူတာဒီပါအပြင်းဆုံးကြီးလည်းဖြစ်ပါတယ်ဗျာ။ဒီရက်တွေကြီးကြီးမှာဒီနေ့ဘွဲဟာဥဒိနေပေါ့နော်ဥဒိနေတော့ကြိုက်ချင်စရာလေးတော့ရှိတယ်။တစ်ဖက်ကျွန်တော်ဗီရိုနာဘက်ကိုပြောရမှာဆိုတော့ဗီရိုနာဟာလည်းခြေစွမ်းပိုင်းအဆိုးကြီးမှုတ်တယ်အောင်ဆိုတာကျွန်တော်တွေ့ရတယ်။ဒါကလည်းဒီတစ်ချက်လည်းကျွန်တော်သတိထားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဗီရိုနာဟာကျွန်တော်တွေ့ခဲ့တဲ့နောက်ဆုံးပြိုင်ပွဲဆို 5ဘွဲ့မှာဆိုရင်2ဘွဲ့4ဘွဲ့ရှုံး2ဘွဲ့နိုင်တာတွေ့ရတယ်။လူနိုင်ခဲ့တဲ့2ဘွဲ့ကလည်းကျွန်တော်ဗီဗီရိုနာဟာဖရိုဒီနာကိုအိမ်ဝင်းမှာ1-0နဲ့အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။သူရှုံးခဲ့တဲ့အသင်းတွေကိုလည်းကြည့်မယ်ဆိုရင်ဘိုလောနာကို2-1ဂျူဗင်နက်ကို2-0အစီမီလန်ဝမ်းစီးနဲ့အတ္လန်တာကို5-0ဆိုပြီးတော့ကျွန်တော်တို့ရှုံးနေထားတာတွေ့ရပါတယ်။တကယ်လို့မှထိပ်သီး အသင်းတွေယူပဲရှုံးနေထားတာဖြစ်ပါတယ်ဗျာဒီနေ့ဘွဲကကျွန်တော်ဥဒိနီအနေနဲ့ကျွန်တော်ဝန်ကားမှုနိုင်ပေးလာတဲ့ဂျီဒန်ရတော့ပြောရမယ်ဆိုရင်တော့အနေငယ်ပြင်းရှားတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီ။ဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲကကျွန်တော်ဗီရိုနာအနေနဲ့ပေါ့နော်ခံခံသွားနိုင်တဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီ။ဟာဒူရတီအရာကလည်းအမြဲလို့လို့ပေါ့နော်ဥဒိနီကိုမြဲလို့လို့ကျွန်တော်ဒုက္ခပေးနေတဲ့ဗီရိုနာဖြစ်ပါတယ်ဗျာ။ဂျီဒန်ရလည်းကျွန်တော်ဗီ ဦးဒီနေကတော်တော်လေးကြေးအောင်တာပေါ့နော်တော်တော်လေးများနေတဲ့အနေထားမှာရှိတယ်ကျွန်တော်ဒီဒီတစ်ပတ်ပြီးလို့ရှိလို့ရှင်နိုင်ငံတကာဘွဲတွေလာတော့မှာဆိုတော့ဒီနေ့ဘွဲမှာများကြီးစားသွားမလားပေါ့နော်အဲ့ဒီချက်တော့ကျွန်တော်တို့ကြည့်ရမယ်အနေထားမှာရှိတယ်ဒါကြောင့်ကျွန်တော်တေးတဲ့ဘောက်ကိုကျွန်တော်မှန်းပြီးတော့ဒီနေ့မှာဆိုရင်ကျွန်တော်ဗီရိုနာဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီနေ့ဘွဲလည်းကျွန်တော်နှလုံး6ထည့်ရှုံနှလုံး5မှုရှုံပေးထားတဲ့အနေထားတွေရကိုယ်ပေါင်းအောက်ကလည်းတော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲမှာဆိုတော့ ဇုံအောက်ကိုကျွန်တော်ရွေးချက်ပေးလိုက်ပါတယ်။ body ကကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော်။ Verona body လေးမဆိုးတဲ့အနေထားမှာရှိတယ်။နှလုံးပြတ်မှာကျွန်တော်အပြစ်ပေးရမယ်အနေထားပေါ့နော်။ဒီလိုအနေထားမှာငါးမူးလောက်တော့ကျွန်တော်ရင်းပြီးတော့ကျွန်တော် Verona body ကိုရွေးချက်ပေးလိုက်ပါတယ်ဗျာ။ကဲဒါတော့ကျွန်တော်ဒီနေ့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့နှစ်ပွဲနှစ်ပွဲစီပေါ့နော်။လေးပွဲကျွန်တော်ပြတ်ပြတ်ပြီးသွားတာဖြစ်ပါတယ်။ကျွန်တော်ငယ်ငယ်ကျွန်တော်မျိုးတွေအကြိုက်မလို့ရှင်ဘက်ကံမူလဲကျွန်တော်ပြောပြရစီ။ကျွန်တော်ပြန်ကောက်ပေးရမယ်ဆိုတော့မွန်ဇာနဲ့ပါမာတို့ပွဲမှာဆိုတော့ပါမာဘော်ဒီခပ်ပါပါနဲ့ကိုးပေါင်းအောက်ကိုရွေးချယ်ထားပါဗျ။ ်ဦးရင်းနေတဲ့ Verona တော့ပွဲပါဆိုတော့ Verona body ကြိုက်တယ်ပေါ့နော်တော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်ဂိုးပေါင်းဆိုတော့ဂိုးပေါင်းအောက်ပါဗျာတော့ Man City နဲ့ Brighton တို့ပွဲစဉ်မှာဆိုရင်တော့ Man City body နဲ့ဂိုးပေါင်းအပေါ်ဆိုတော့ခပ်ပါပါလေးကြိုက်တဲ့အနေထားမှာရှိတယ် body ကိုကြိုက်ပါတယ်ဗျာနောက်တော့ကျွန်တော်ဘုံမောင်းနဲ့ကျွန်တော် Bradford တို့ပွဲမှာဆိုရင်တော့စုံဘောကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျာဒီသုံးတဲ့သွားရဲ့ဗီဒီယိုချက်နှက်တက်တယ်ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြစီနောက်တစ်ချက်ကျွန်တော်တပွဲကောင်းအနေနဲ့ပေါ့နော် တင်ပေးမဲ့ link လေးကိုလည်း join ပေးကြပါအောင် subscribe လေးလုပ်ပေးကြပါအောင်လို့ကျွန်တော်ဝန်ရံပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါရစီဗျာကဲကျွန်တော်လည်းငယ်ရတဲ့အဲ့လိုပေါင်းပြကြပါစီမြန်မာပြည်လေးအေးချမ်းပါစီဗျာ